ကနာရမြင့်ပြီးရဆိုတော့ဟိုအရင်ချင်းချက်ကြီးဖြစ်သွားတော့မဟုတ်ဘောတမတ်နည်းနည်းတော့ဖြစ်ဖြစ်သွားပြီးတော့ခံလာရပါတယ်။ဘယ်ဟာပဲပြောင်းလဲပြောင်းလဲကိုယ်မျက်နှာပုံမှာပဲဖြစ်ကိုယ်ခန္ဓာကိုယ်မှာပဲဖြစ်ဖြစ်အာသဘောကျပါတယ်။နောက်နောက်မရပါဘူး။ကိုယ်ချင်းချက်ဖြစ်ချင်လို့အာလုတ်ပြီးွားရင်ဒီပုံမှာညွညင်တာမရှိ။ကောင်းမဲ့ချင်းလို့လှုပ်လိုက်တဲ့အရာတွေမှာဟိုဖြစ်တည်လာမှုအပေါ်ကောင်းကောင်းဆူဆူကျင်းနာမှာစိတ်ကိုတင်းနိုင်အောင်ကြိုးစားမှာပေါ့နော်။ အာကိုယ့်ကိုယ်တော့ဒီနှကောင်းပြင်တာတော့ပြောချင်တာလားမသိဘူးဒါဆိုလို့ရှိရင်အရင်နှောင်းကနာရံမြင့်ပြီးရဆိုတော့ဟိုအရင် changes ကြီးဖြစ်သွားတော့မဟုတ်ဘောတမတ်နည်းနည်းတော့ဖြည့်ဖြည့်သွားလို့ခံစားရပါတယ်အာသဘောကျပါတယ်အရင်လိုနှကောင်းလုံးတက်မနေတော့ဘောအဲ့ဒါတော့ချိန်သွားပါတယ်မရှိပါဘူးဘယ်ဟာပဲပြောင်းလဲပြောင်းလဲကိုယ်မျက်နှာပုံမှာပဲဖြစ်ကိုယ်ခန္ဓာကိုယ်မှာပဲဖြစ်ဖြစ်အာသဘောကျပါတယ်နောင်သားမရပါဘူးကွာ changes ဖြစ်ချင်လို့အာလုတ်ပြီးွားရင်ဒီပုံမှာညွန့်ညင်တာမရှိဘူး မရှိပါတော့ကောင်းမဲ့ထင်လို့လှုပ်လိုက်တဲ့အရာတွေမှာဟိုဖြစ်တည်လာမှုအပေါ်ကိုကောင်းကောင်းဆူဆူကျေနပ်ရမှာစိတ်ကိုတင်းတိုင်းအောင် ကြိုးစားရမှာပေါ့နော်မျက်လုံးသဘောကျပါတယ်တော်တော်များများလည်းဒီမျက်လုံးနဲ့ပတ်သက်ရင်မျက်လုံးရင်ကျေတယ်အော်တိရုပ်ဆောင်ဆိုလို့ရှိရင်လည်းတိရုပ်ဆောင်အလိုက်တိရုပ်ဆောင်လှုပ်လို့ကောင်းမယ်ပေါ့အိုင်တင်လှုပ်လို့ကောင်းတယ်ဒီအဓိကကျတော့မျက်လုံးနဲ့စကားပြောရတာများတဲ့ဟာရယ်ဆိုရင်တော့အရန်အဆင်ပြေပါတယ်ဟုတ် အတိကကျတော့ဒီ TikTok ကကျတော့လည်းလေအတူတွေများလာအကောင့်တူတွေအများများပြီးတော့ရန်တိုက် post တွေများလာပေါ့နော်အဲ့ဒါဆိုနည်းနည်းအာအာရုံနည်းနည်းနောက်စီတော့ပြီးရင် အလုံးမအားဖြစ်တာကြောင့်လည်းအချိန်ပေးမစောဖြစ်တော့တာပါဟုတ်တယ်ကျွန်တော်နဲ့မနေ့အကောင့်သူတွေများတယ်ပြီးတော့အာဒီတချင်းပောက်ကရတွေရောအော်ပြီးတော့ကိုယ့်ရဲ့တခြားချင်းဆော့တာဟာတခြားချင်းနေနဲ့အဲ့လိုပြန်ပြီးတော့ အစားထိုးတဲ့ဟာတွေပေါ့နော်အဲ့လိုမျိုးပြီးရင်ဟို2018 19လောက်ကစော့ခဲ့တဲ့ဟာတွေကိုပြန်ပြီးတော့တင်ပြီးတော့အဲ့လိုအဲ့လိုမျိုး attention လုပ်နေကြရလဲရှိရပါတော့နော်။အော်အဲ့လိုတော့ကြားလို့ပေါ့အစော့မယ်ဆိုမှလုထားကြပြီအာမနေ့ကရွှေတင်မှာတက်လာတာအာတက်တော့တစ်ချက်ကြည့်ကြည့်လိုက်တဲ့ကစားတက်တော့တက်လာတဲ့ခါကျတော့အဲ့ဒါစော့ကြည့်လိုက်တာဟုတ် နည်းနည်းများသွားပြီပေါ့နည်းနည်းများသွားပြီဆိုရင်မှဟိုအခုနောက်ပိုင်းပို့ပြီးတော့ဟိုဇလန်းကိုတေချာယူပြီးတော့တော့ဒါရိုက်ဖြစ်နေရပေါ့ဇလန်းဘာလို့လဲဆိုတော့ဒီကာရက်တာရဲ့အများကြီးဖြစ်သွားလို့ရှိရင်လည်းပြိသက်ကြည့်ရတာဟိုတကားလာလဲဒီအိုင်နေတကားလာလဲဒီအိုင်နေဖြစ်မှာတော့နည်းနည်းစိတ်ပူလာရပေါ့စိတ်ပူလာတဲ့ခါကျတော့တကားဆိုလဲတကားလျောက်ကိုအိုင်တင်ဘလို့ကွဲထွက်အောင်လုပ်မလဲဆိုတာလေးစဉ်းစားနေတဲ့အာနောက်ပိုင်းဆိုရင်တော့ပူတေချာတော့ကာရက်တာနည်းနည်းကျဲသွားပြင်မယ်ပေါ့ဟုတ် ိုလိုရတဲ့ criteria တွေကခုနကခုနထက်နေခံစားရတာကိုစီအောင်လာတဲ့ criteria တွေကလည်းအလိုလိုတွေဖြစ်နေရတာအဟိုဟို character အဓိကကျတော့ကိုနဲ့လိုက်မယ်ထင်လို့ပေးတဲ့ character မှာတချို့ character ရထက်သွားမျိုးရှိရယ်အအဓိကကျတော့ဇလန်းဆက်အိမ်ခိုင်ခိုင်လေးနဲ့ဟိုဘယ်လိုကောင်းလဲပြိတက်အတွက်ဒီကြည်ရရတာရှိစင်မဲ့ဟာမျိုးပို့ပြီးတော့ဟိုစူးစမ်းကြည့်ကျင်တာပေါ့အဓိကကိုနဲ့လည်းလိုက်ရမှာဟာဖြစ်မှာเนาะကို try ကြည့်ကျင်တဲ့ဟာပေါ့ဟို ထောက်လို့ရေအကုန်လုံးကတော့ဒါပစံကုန်ခံပြီးတော့ဇကာတကားအတွက်ရင်းရတာပဲလေအဲအဲ့လိုမျိုးဆိုမှတော့ဟိုကိုနဲ့လိုက်ဖက်တာလဲကိုလည်းချက်လိုက်ဖက်တာရောပြီးတော့မလိုက်ဖက်လို့ထင်လို့ရှိရင်လဲကာရက်တာဆန်းလို့ရှိရင် try ကြည့်ကျင်တဲ့ဟာလေးလက်ခံပြမှာပေါ့ဟုတ်အာဒီနေ့ live fan ပေါ့နော်ဒါ dryer လေးပေါ့နော်အာအဲ့ဒါလေးအာဒါရိုက်ဖြစ်တဲ့ပေါ့ photo shoot တဲ့ဖြစ်တဲ့ဟုတ်တဲ့ဒီမှာသူကြရကြတော့ဒါကြတော့ဒီ life fine ရဲ့ brand ambassador ပေါ့เนาะအဲ့ဒါဖြစ်ရွေးချယ်ခြင်းခံရရတာပေါ့ဟုတ် ကြော်ရရဲရတာပေါ့ပါတာပေါ့နော်အဲဒါပြောမယ်ဆိုလို့ရှိရင်ဒီရုပ်ရှင်တွေခဏနားကျင်တဲ့အချိန်တိုင်း commercial တို့ MV တို့ပဲလဲလိုက်လို့ရှိရင်ဒါပြန်ပြီးကျဉ်းလူစရာလေးပြန်ဖြစ်တဲ့အခိုက်အတန့်လေးပေါ့ဟုတ်စိတ်ပြန်ပြီးလန်းဆန်းစေတာပေါ့ဥမာကိုရိုက်တဲ့ character တွေကလည်းဒုံဒုံထိုင်းထိုင်းနေများတဲ့ခါကျတော့အာဒီ ပြင်ဆင်ရတဲ့အပိုင်းတွေကအစားစိတ်ကိုနည်းနည်းညစ်စေရပေါ့အာအဲ့လိုမျိုးနော်စိတ်ကိုညှိုးနှံစေတယ်အာစိတ်ကိုကြမ်းတမ်းစေတယ်အဲ့အပေါ်မှာဒီ commercial ကြတော့ဒါ makeup လေးလိမ့်ဝစ်စားလေးတတရရရနဲ့ဆိုတော့ဒါစိတ်ပြတ်ပြီးတော့ fresh ဖြစ်လာတယ်ပေါ့ဟုတ်